မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ ဖပြခြင်းနဲ့စာလေးကတော့မြန်မာဒီမိုကရေစီခီးနဲ့သူရဦးတင်ဆိုတဲ့ဇာတ်တက္ကသိုလ်စိန်တင်ရေးသားထားတဲ့အစာအုပ်ထဲကဝင်းကြီးချုပ်အင်ဒီရာဂန်နီနဲ့ပဋိပက္ခဖြစ်ခဲ့သောဦးနေဝင်အကြောင်းဖြစ်ပါတယ် ုံရည်ဖြစ်ကိုပြန်ပြောရမည်ဆိုလေပါကစ္စတန်နိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံခွဲထွက်ခဲ့သောစစ်ပွဲကစတင်ရပါလိမ့်မယ်။အိန္ဒိယပြည်လွတ်လပ်ရေးရရှိသော1946ခုနှစ်မှာအိန္ဒိယပြည်နဲ့ပါကစ္စတန်နိုင်ငံဟူ၍နယ်ချဲ့ဗြိတိရှ်အစိုးရကနိုင်ငံနိုင်ငံခွဲထုတ်ပြီးလွတ်လပ်ရေးပြီးခဲ့ပါတယ်။ထိုစဉ်ကပါကစ္စတန်နိုင်ငံပေါ်ထွန်းလာပြီးနောက်ရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်ဟူ၍ နိုင်ငံ၏အရှိပိုင်းအနောက်ပိုင်းနှစ်ပိုင်းခွဲတည်ထောင်ခဲ့ပါတယ်။အရှိပါကစ္စတန်နိုင်ငံတို့ထင်ရှားတဲ့နိုင်ငံ၏ပါတီကြီးမှာရှိတ်မူဂျီဘူရာမန်ခေါင်းဆောင်သောအဝမီလိဂ်ပါတီဖြစ်ပါတယ်။1982ခုနှစ်တွင်အရှိပါကစ္စတန်မှအဝမီလိဂ်ပါတီဟာပါကစ္စတန်နိုင်ငံတော်ပါလီမန်သို့မတက်ကြဘဲသဘေးမှောက်ခဲ့ကြပါတယ်။ထိုပြည်ထနာကထိုများနဲ့မအေးသေးသောပဲ နောက်မှာအရှိပါကစ္စတန်နိုင်ငံကဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ထူထောင်မှုတော်လိုင်းဆင်နွှဲခဲ့တဲ့အခါအရှိပါကစ္စတန်နဲ့အနောက်ပါကစ္စတန်နိုင်ငံတို့ပြည်တွင်းစစ်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။အရှိပါကစ္စတန်ပြည်နယ်ရဲ့ဒုတိယဘေးငံချုပ်နဇီးခန်းနဲ့အနောက်ပါကစ္စတန်ဘေးငံချုပ်အယွတ်ခန်းတို့ကြားကြီးမားတဲ့စစ်ပွဲကြီးဆင်နွှဲကြပါလိမ့်တော့တယ်။ထို့အချိန်မှာပြည်သူလူထုကအရှိပါကစ္စတန်နာမည်ကိုလက်မခံနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်ကိုသာလိုလားနေပြီးပြည်တွင်းစစ်ပွဲကြီးကိုအင်းနဲ့အားနဲ့တိုက်ခိုက်ဖို့ပြင်ဆင်ထားပါတယ်။တကယ်တမ်းတိုက်ခိုက်ကြတဲ့အခါအရှိပါကစ္စတန်နိုင်ငံမှအဝါမီလိဂ်နိုင်ငံ၏ပါတီကိုထောက်ခံတဲ့စစ်တပ်ကြီးဟာအနောက်ပါကစ္စတန်စစ်တပ်ကြီးရဲ့တိုက်ခိုက်မှုတန်းကိုမခံနိုင်တော့ပဲအလဲလဲအကွဲအကွဲရှုံးနေပါတယ်။ထို့အချိန်မှာအိန္ဒိယနိုင်ငံဒုတိယဗိုလ်ချုပ်ကြီးအရိုးယား Divisional Commander Major General Aurora ကောင်းဆောင်တဲ့စစ်တပ်ကြီးကအရှိပါကစ္စတန်ဘက်မှဝင်ရောက်ကူညီတိုက်ခိုက်ခဲ့ပါတယ်။ဤသို့ပြင်အိန္ဒိယနိုင်ငံတပ်မတော်နဲ့အရှိပါကစ္စတန်ဒေါ်လာရေးစစ်တပ်ကြီးဟာရာတတတပတ်အတွင်းအရှိပါကစ္စတန်ပြည်နယ်တဝန်းလုံးကိုသိမ်းကျောအောင်မြင်သွားပါတော့တယ်။အိန္ဒိယနိုင်ငံတပ်မတော်ရဲ့အကျူးကျော်စစ်ပွဲဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားဝင်ထွက်ပေါ်လာခဲ့ပါတယ်။ထိုကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်တော်လှန်ရေးကောင်စီဥက္ကဋ္ဌဘုံနေဝင်းကမိမိရဲ့သဘောထားကိုကဘာတိထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဘုံနေဝင်းရဲ့သဘောထားကဤကိစ္စမှာအရှိဘာကစ္စတန်နဲ့အနောက်ဘာကစ္စတန်တို့ပြည်တွင်းပြဿနာစစ်ပွဲဆင်နွှဲရမှာအိန္ဒိယကမသိမရောလောက်ရက်ဖြစ်ကျူးကျော်စစ်ကိုဝင်ရောက်ဆင်နွှဲခြင်းဖြစ်သည်ဟုကဘာတိထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဒုံကိစ္စမှာထုံများနဲ့ရမသွားပဲပြဿနာမိစားအဖြစ်ကြံနေခဲ့ပါတယ်။ အိန္ဒိယသမ္မတနိုင်ငံနိုင်ငံတော်ဝန်ကြီးချုပ်မစ္စစ်အင်ဒရာဂန်ဒီကမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းသည်မြန်မာနိုင်ငံနှင့်လုံးဝမသက်ဆိုင်သောနိုင်ငံ၏ပြဿနာတွင်အဘယ်ကြောင့်ယခုကဲ့သို့ပါဝင်ဆွတ်ဖက်နှောက်ယှက်ပြောဆိုခဲ့သည်ဟူသောအထိပ္ပယ်ပေါက်သည့်ပြင်းထန်သောစကားလုံးများဖြင့်တံပြန်ထိုးနှက်ခဲ့ပါသည်ဤတွင်ယင်းနီလာသောမြန်မာနိုင်ငံ၏မိတ်ဆွေကောင်းမိတ်ဆွေမအိန္ဒိယနိုင်ငံတော်ဝန်ကြီးချုပ် မက်ဆစ်အင်ဒရာဂန်နီယင်သီလာသောထိုးနှက်ချက်ကိုကြဲရသည်ကထိုညီကဗိုလ်ချုပ်နေဝင်းဟာ မစင်နဲ့မတက်နိုင်အောင်စိတ်ထိခိုက်ခဲ့ပါတယ်မိမိဤပြောမိဆိုမိမှားခဲ့ခြင်းပေါ်နောင်တရပြီးဝမ်းနည်းနေမိပါတယ်တွေးမိတိုင်းစိတ်မကောင်းဖြစ်ကညာတိုင်းညာတိုင်းအိမ်မပြောတဲ့ယောဂဝေနာခံစားနေရတဲ့အတွက်ဈေးမူဘုံမူကြီးကြော်ညွန်းကဗိုလ်ချုပ်ကြီးနေဝင်းကိုလက်မောင်းသွေးအကြောတဲ့ကို Villian 10 AC ထိုးပေးမှ အိပ်ပြောပါတော့တယ်။ထိုစဉ်ကဘုံနေဝင်းရဲ့ကိုယ်ရေးကိစ္စများကို ကျွန်တော်ကတမတော်ကာကွယ်ဦးစီးချုပ်အဖြစ်စောင့်ကြကြည့်ရှုရပါတယ်။ဘုံမူစေမှုကြော်ညွန့်ကကျွန်တော်ကိုလာပြီးသတင်းပို့ခြင်းဖြစ်ပါတယ်။နောက်တနေ့မနေ့ကမိုးလင်းပြီးအိပ်ရာမှာထထားတဲ့အခါဘုံချုပ်နေဝင်းကအစည်းအဝေးတရက်ခေါ်ယူလိုက်ပါသေးတယ်။ထိုအစည်းအဝေးမှာအရေးကြီးတဲ့ပုဂ္ဂိုလ်၄-၅ယောက်သာတက်ရောက်တဲ့အစည်းအဝေးဖြစ်ပါတယ်။ ဝကျုံစံယုကိုကျော်စိုးကိုတန်းစိန်ဆရာလဟန်တို့ပါဝင်ပါတယ်ဝကျုံနေဝင်းကဤသို့ပြောပါတယ်ငါကွာစကားတစ်လုံးမှားသွားတယ်အဲ့ဒီစကားကိုအခုပြင်ဆင်ပြီးတော့ကာမန်နဂိတ်လုတ်လိုက်တယ်အဲ့ဒီထုတ်ပြန်တဲ့အစားမှာအရှိပါကစ္စတန်ကိုအိန္ဒိယနိုင်ငံတပ်မတော်ကကျူးကျော်ဝင်ရောက်တဲ့ကိစ္စကိုငါပြောဆိုဝေဖန်ခဲ့တော့လေယခုခါဒေတာတွင်အေဂျန်တည်ငြိမ်မှုဖြစ်သည်နည်းမျှ ိန္ဒိယနိုင်ငံတပ်မတော်များပြန်လည်ဆုတ်ခွာသွားမယ်လို့မျှော်လင့်တဲ့အကြောင်းဖော်ပြထားပါတယ်။ကျွန်တော်တို့ဟာဒီလိုရှင်းပြပါတယ်။ထုတ်ကြေညာချက်ကိုထုတ်ပြန်ပြီးတဲ့အခါအိန္ဒိယနိုင်ငံဝန်ကြီးချုပ် Mrs. Andra Gandhi လည်းဘုရုပ်နေဝင်းပေါ်အတော်ပင် စိတ်ပြေသွားပုံရပါတယ်စိတ်ဆိုးပြေသွားခဲ့ပါတယ်ဘုရုပ်ကတော့ဒေါ်ခင်မီတန်းဤနောက်ဆုံးနေ ဗိုလ်ချုပ်နေဝင်းဟာမိမိနိုင်ငံသို့ရောက်ရှိလာသောနိုင်ငံများမှအမျိုးသမီးကောင်းဆောင်ဧည့်သည်တော်များကိုအမဲလိုလိုဂရုတစိုက်ဧကံပြုစုလေးရှိပါတယ်။အိန္ဒိယဝန်ကြီးချုပ်မစ္စစ်အန်ဒရာဂန်ဒီရဲ့မြမပီခင်းစီကိုမတင်ပြမီဗြိတိန်နိုင်ငံမှတော်ဝင်မင်းသမီးမစ္စစ်အလက်ဇန်ဒရီယာမြမနိုင်ငံသို့လာရောက်သောခီးစဉ်ကိုအလင်းဥစွာပြောပြခြင်းပါတယ်။တော်ဝင်မင်းသမီး Mrs. Alexandria သည်မြန်မာနိုင်ငံသို့နှစ်ကြိမ်လာရောက်ခဲ့ပါတယ်။ပထမအကြိမ်လာရောက်စဉ်ကကျွန်တော်၏ယာရုမှာဒုတိယကာကွယ်ဦးစီးချုပ်ဖြစ်ပါတယ်။ဒုတိယအကြိမ်ရောက်လာတဲ့အခါမှာတော့ကျွန်တော်ကာကွယ်ဦးစီးချုပ်ယာရုကိုလက်ခံဆောင်ရွက်နေတဲ့အချိန်ဖြစ်ပါတယ်။မြေတိန်တော်ဝင်မင်းသမီး Mrs. Alexandria ကိုဗိုလ်ချုပ်နေဝင်ကိုယ်တိုင်လေစိတ်ကိုစင်းပြီးကြိုခဲ့ပါတယ်။ပြောခြင်းပါသေးတယ်။မြေတိန် တော်ဝင်မင်းသမီးကို ကြိုးစို့အဲ့ခံရခြင်းအကြောင်းနဲ့ပတ်သက်၍ဘိုးချုပ်နေဝင်းကကျွန်တော်ကိုဒီလိုပြောပြပါတယ်ဒီမင်းကလေးကိုငါကဂယုဒဆိုင်ကြိုးစို့တာအကြောင်းရှိတယ်လေကွာအကြောင်းကပူပြီးဘိုးချုပ်နေဝင်းကအကြောင်းအပြည့်စုံအကုန်စင်ရှင်းပြပါတယ်တော်ဝင်မင်းသမီး Mrs. Alexandria မှာမြတ်တိနိုင်ငံဘုရင် King George the 5e မြည်ဖြစ်ပါတယ် King George 5e သား Duke of Kent ကတ်မြူလာကြီး George the 6ယခုတောင်ဝင်းမင်းသမီး Alexandria ရဲ့ဖခင်မျိုးတော်ဖြစ်ပါတယ် Duke of Kent မှာ Battle of Britain စစ်ပွဲမှာကြာဆုံးခဲ့သူ ဖြစ်ပါတယ်ဒီမင်းသမီးကလေးမှာအဖေမဲ့သမီးဖြစ်တော့ကြောင့်သနာပူကမိမိကယခုကဲ့သို့ကြိုးစိုးဧကန်ပြည့်စုံနေရခြင်းဖြစ်တယ်ဆိုပါတယ် Princess of Alexandria မင်းသမီ မြန်မာပြည်သို့ပထမအကြိမ်လာရောက်ခြင်းကငပလီကန်းကြီးပကန်းချောင်းဦးအင်းလေးဒေသများသို့ပို့ဆောင်ကြိုးဆိုဧကန်ခဲ့ပါတယ်။ထိုစဉ်ကတောင်ဝင်မင်းသမီးမှာလက်မထက်ရသေးတဲ့အပြူစင်ဖြစ်ပါတယ်။မှန်မိသမျှမှာဗိုလ်ချုပ်နေဝင်းဇနီးဒေါ်ခင်မီသားမကွယ်လွန်မီဖြစ်တာကြောင့်ငပလီကန်းသားရသို့ဗိုလ်ချုပ်နေဝင်းဒေါ်ခင်မီသားတို့မိသားစုလိုက်ပါပို့ဆောင်ပျော်ရွှင်စွာဧကန်ခဲ့ကြပါတယ်။ မမီဒီမှာကျွန်တော်ဒုတိယတက်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်ပြီး၈လအကြာမှာဗိုလ်ချုပ်နေဝင်းကတော်ဒေါ်ခင်မီတန်းကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်ဒေါ်ခင်မီတန်းကကစ်ဒနီဖေးလျာဖြစ်သွားတာပါပထမကြောက်ကတလုံးအလုံးမလုပ်ရကဒုတိယကြောက်ကကိုကူးသွားပြီးကြောက်ကနှစ်ကစလုံးပြည့်စည်သွားတာဖြစ်ပါတယ်ဒေါ်ခင်မီတန်းရဲ့ယောဂဝိရဏပြင်းထန်နေဒီမှာကျွန်တော်တို့ရန်ကုန်မင်္ဂလာတောင်လေးစိတ်ကိုလိုက်ပို့ကြစေမှာကျွန်တော်ပါလိုက်ပါသွားပါတယ် ဗိုလ်ချုပ်နေဝင်ရောလိုက်ပေါ်သူတွေပါစိတ်မကောင်းဖြစ်ကြရပါတယ်ထိုစဉ်ကပါတီညီလာခံခုံယူကျင်းပနေခြင်းဖြစ်တာကြောင့်ဗိုလ်ချုပ်နေဝင်ဟာလန်ဒန်ကိုဆေးကုသွားမဲ့ဒေါက်ခင်မီတန်းကိုမြန်မာနိုင်ငံအထိလိုက်ပါပို့ဆောင်အလူတကွမသွားနိုင်ခဲ့ပါဘူးဒါကြောင့်ရန်ကုန်မင်္ဂလာတော်လေစိတ်ကိုသာပို့ဆောင်ပေးနိုင်ပါတယ်ထိုနေ့ကရန်ကုန်တက္ကသိုလ်တမိုင်းဌာနပေါမောက်ကဒေါက်တာကျော်တိုက်ဇနီးဖြစ်သူဒေါ်ခင်မီအေးမှာဒေါ်ခင်မီတိုင်းအခြေဆုံးညီမဖြစ်ပါတယ် နေစည်းကိုလိုက်ပေါ်သူညီမငယ်ကိုဒေါ်ခင်မေတန်းကပွေဖက်နှုတ်ဆက်ငိုကြွေးနေတာကိုမြင်ရပြီးကျွန်တော်တို့ပါဝမ်းနည်းခဲ့ကြရပါတယ်။ဒေါ်ခင်မေတန်းကိုယ်တိုင်လည်းမိမိရဲ့ကြောက်ကရောဂါဝေဒနာမှာပြန်လည်မရှိနိုင်ဖို့ကိုသိနေထန်တူပါတယ်။ထို့ကြောင့်လင်းမော်မတက်မီဒေါ်ခင်မေတန်းငိုကြွေးနေခြင်းဖြစ်ပါတယ်။ကျွန်တော်နဲ့ကျွန်တော်ဇနီးဒေါက်တာတင်မိုးဝေတို့လည်းဗိုလ်ချုပ်နေဝင်းကတော်ဒေါ်ခင်မေတန်းကိုကာရဝထားပြီး လိုက်ပါပို့ဆောင်နေတာကြောင့်မြင်ဝင်းအလုံးကိုကြည်ကစိတ်မသက်မသေရာဖြစ်ခဲ့ရပါတယ်။လင်းမြန်ကလည်းအထူးအစီအစဉ်ရလင်းစိတ် VIP အင်္ဂန်းဆောင်နဲ့မနီမဝေးအနာသို့ကပ်၍ရက်ပေးသည်ကိုဒေါ်ခင်မေတန်းမျက်ရည်တုပ်၍လင်းနေဝင်သွားသည်ကိုကိုယ်တိုင်ပင်မြင်လိုက်ကြရပါတယ်။ဒုံနေ့ကဗိုလ်ချုပ်ကတော့ဒေါ်ခင်မေတန်းကို မင်္ဂလာရုံလေးစိတ်မှာလေရင်ပေါ်သို့ပို့ဆောင်ပြီးအိမ်သို့ပြောင်းရောက်တဲ့အခါဗိုလ်ချုပ်နေဝင်ကဤသို့မသက်မသာ ပြောခဲ့ပါတယ်။ ။ငါမိမကတော့အသွားမှာပါစင်ညာခီးတယ်ပဲ။အပြန်ကြရင်တော့ကာကူဖြစ်လာနိုင်တယ်။ဒါကြောင့်လိုအပ်မဲ့ထင်တဲ့ကိစ္စတွေမင်းတို့ပြင်ဆင်ထားကြဖို့ကွာ။ဘုရုံနေဝင်ကတော့ခင်မိတဲ့ရဲ့ကျမ်းမာရေးအခြေအနေကို ပြောပြနေပါလေ။ကြားသူကျွန်တော်တို့မှာစိတ်မကောင်းဖြစ်ပြီးဘာတခေါမှ ပြန်မပြောနိုင်ကြပါဘူး။ဇွေမတော်မျိုးမတော်တော့တော့ခင်မိတဲ့မှာကိုယ်ဆရာသမားဖြစ်တဲ့ဘူချုပ်နေဝင်ရဲ့ဇနီးအဖြစ်ယခုလိုအသွာခီးအပြန် ဒီလိုဖြစ်ရမယ်ဆိုတော့မကောင်းတဲ့ရင်ကြာရသဖြင့်ဝမ်းနေကြရပါတယ်။ဟုတ်လဲဟုတ်နိုင်တော့ပါတယ်။ဒုံးလေးကလင်းငွေးမှာထင်းနေလင်းမြင်လိုက်ရတာမှာဒေါ်ခင်မီတက်မျက်နာဟာဖိုးရောင်နေပြီးယောဂါရံကိုပြင်းထန်စွာခံစားနေကြောင်းသိရပါတယ်။မြေတိန်နိုင်ငံလန်ဒန်မြို့ရှိဆေးရုံကြီးမှာဒေါ်ခင်မီတန်းရောက်ရှိသွားပြီးဆေးဝါးကုသနေစဉ်၃ရက်ခန့်အကြာလန်ဒန်မှဂျီနန်ရောက်လာပါတယ်။ ဗိုလ်ချုပ်နေဝင်ဤဇနီးဒေါ်ခင်မီတန်လန်လန်မျိုးတွင်ကွယ်လွန်အိဆရောက်သွားပြီဖြစ်ကြောင်းဒီတွင်ဒေါ်ခင်မီတန်ဤဆေးစိန်ယုတ်ကလပ်အဖြစ်လပစွာခြေတာထားသောပုံစံနှင့်မမာဒီတို့လင်းအဖြစ်ပြောင်းရောက်လာပါれပြင်ဆင်ထားသည်မှာလှပသွားပင်ကြည်မြင်ရသည်မှာတကယ့်မင်းသမီးတစ်ပါးအတွင်စီရင်ခြေတာထားသည်ဖြင့်ထင်ထင်ရှားရှားတင်းတင်းတဲတဲရှုကျင်စပွဲ ကောင်းလာပါれ ရုပ်လောင်းကိုအေဒီလန်းမိခနေ၌လှပစွာပြင်ဆင်ထားပြီးဒုတိယကာကွယ်ဥစည်းချုပ်တာဝန်ထမ်းဆောင်ရသောကျွန်တော်ကအစမှအစကျန်သောတုတ်တာမှာအခုသွင်းသကြိုဆောင်ရွက်ပေးရပါတယ်။ဒေါ်ခင်မီတန်းတကြိုတဲ့နေ့မှာပြဿနာအခက်အခဲပေါင်းများစွာကြုံရပါသေးတယ်။ပြဿနာဆိုတာကျန်သောတုတ်တာမှာဒေါ်ခင်မီတန်းရုပ်လောင်းကအောက်ကတံမြာရုတွေခံပြီးမိပပတ်လဲမှာတန်စကာကွန်များကာယံလျက်အင်းသဖွဲ့ ခန့်ထဲစွာပြုလုပ်ပြီးဂူသွင်းထိုနောက်ဂူကြီးခေါင်းရဲ၌နာမည်ကြောက်ပြားကအလုံးလုံးရသည်မှာဗိုလ်ချုပ်ကြီးနေဝင်းစိတ်ကြိုက်ကိုယ်တိုင်ကြည်ကြံ့နေသောကြောင့်ထူပြူးဆိုင်ရပါတယ်။နေ့လယ်တနားကြီးမှာစတင်ပြီးဂူသွင်းကြိုခဲ့ရာတန်ပန်းတန်နကားခီစောသည့်ကိစ္စဘသူမှဖြည့်ဆည်းရမဖြစ်နိုင်အောင်ကာကွယ်တိဆောက်ရသောကြောင့်ည၈နာရီခန့်မှာအိမ်ပြန်ဝင်ရပါတယ်။အုတ်ဂူပြင်စင်နေကတစ်ချိန်လုံးဘုံနေဝင်းကိုယ်တိုင်ကြည်ကြက်ဆောင်ရွက်သူစိတ်ကြိုက် တဝေမတိန်လှုပ်ဆောင်ပေးနေရပါတယ်။ကျွန်တော်အန်အောဒီမှာဒေါခင်မီသန်းကူကိုအင်္ဂလိပ်အုပ်တို့ဖြင့်ကာရန်ချင်းမပြုတ်ပဲတန်မန်းတန်များတို့ဖြင့်တင်းတင်းတဲတဲဒုတဲ့ကြီးမားစွာတိဆောက်တဲ့ကိစ္စပဲ။ယခုကကြံတော်သုတ်တန်ကိုဖျက်သိမ်းပြီးရေဝေးသုတ်တန်တို့ပို့ဆောင်ကြရာဒေါခင်မီသန်း၏အုပ်ကူကို သူတို့သားသမီးများမိတို့လှုပ်ဆောင်ကြသည်ဟုသတိမထားမိတော့ပါ။ဒေါခင်မီသန်းတက်ရှိထင်ရှားရှိတဲ့က ဗြိတိန်တော်မင်းသမီးအလက်ဇန္ဒရီးယားသည်မြန်မာနိုင်ငံသို့ဒုတိယအကြိမ်အလယ်အပတ်ရောက်ခဲ့မြန်မာတွင်နိုင်ငံတော်သမ္မတကြီးဦးနေဝင်းရဲ့ဖိတ်ကြားချက်အရဗြိတိန်တော်ဝင်မင်းသမီးအလက်ဇန္ဒရီးယားမင်းသမီးယခုတစ်ခေါက်မြန်မာပြည်သို့ရောက်လာတဲ့အချိန်မှာ သူနဲ့အတူဧည့်သည်တို့ပါဝင်လာပါတယ်။ထိုဧည့်သည်မှာကမ္ဘာအချမ်းသာဆုံးအကျွဲစင်းဝင် မစ္စတာဦးဂျီဗယ်ပဲဖြစ်ပါတယ်။ သူကလည်းအင်္ဂလိပ်လူမျိုးပဲဖြစ်ပါတယ်မစ္စတာအိုဂျီပဲမှာတော်ဝင်မင်းသမီးအလက်ဇန်ဒရီယာရဲ့ခင်မွန်းဖြစ်ပါတယ်မင်းမျိုးမဟုတ်ပါဘူးတာမန်ကွန်မောနာအရက်သားတဦးဖြစ်ပါတယ်သူကတောင်အာဖရိကနိုင်ငံမှာ Open Hang ကိုစိန်တွင်2ပေါ်သောကုမ္ပဏီမှာရှယ်ယာအများဆုံးဝင်ငွေထည့်ထားသူဖြစ်ပါတယ်ဩဇာကြီးတဲ့စီးပွားရေးသမားဖြစ်ပါတယ်ပြောရရင်စိန်တွင်တစ်ထည့်ဖြစ်ပါတယ် တာဝန်မင်းသမီးအလက်ဇန္ဒရီးယားကအသက်40မပြည့်သေးတူပါတယ်။သူခင်မမစ္စတာအိုဂျီဘယ်ကတော့အသက်40ရှိပါပြီ။ထိုစဉ်က အလုံလန်းရှိရခင်သမရအင်တော်ကြီးမဖြတ်ရသေးပါဘူး။တာဝန်မင်းသမီးတို့ဇနီးမောင်နှံကလသားဆောင်မှလေးညင်းခံရင်တောက်စားဝယ်အဆုံးလင်းညနေခင်းလေးညင်းခံကြစဉ်ဦးနေဝင်းကကျွန်တော်ကိုလည်းပါဝင်ရန်ဖိတ်ကြားပါရတယ်။ထုံးလေးကအလာပတလာပ ဖေရလေးပါးစကားတွေပြောဆိုကြရင်နောက်ဆုံးစကားဝိုင်းဥတီလာဒီမှာဘုဒ္ဓဇင်ဗုဒ္ဓဝါဒသို့ရောက်လာပါတယ်ထို့သောဗုဒ္ဓဝါဒစကားပြောကြစင်ပါပင်ဘိုးချုပ်နေဝင်းကတော်ဒေါ်ခင်မီတန်းမကွယ်လွန်သေးသည်ကိုကျွန်တော်မှတ်မိနေပါတယ်ထို့နည်းညံ့တွေကဒေါ်ခင်မီတန်းနဲ့သူညီမဒေါ်ခင်မီအေးပမောက္ခဒေါက်တာကျော်သက်တို့ရဲ့ဇနီးတို့လည်းအလက်ဇန္ဒရီးယားမင်းသမီးနဲ့အတူဇပွဲတစ်လုံးဖြင့် အမျိုးသမီးတစ်ဝိုင်းစကားပြောနေကြပါလေကျွန်တော်တို့ဇပွဲမှာ မစ္စတာအိုဂျီပဲဗိုလ်ချုပ်နေဝင်းနဲ့ကျွန်တော်အမျိုးအပြင်မမပြည်ကွန်မြူနတီပါတီဒုတိယဥက္ကဋ္ဌသခင်ပါသိန်းတင်ဤညီရင်စီပွားရေးသမားဖြစ်သူ ပါဝင်ပါတယ်နာမည်တော့မေ့နေပါပြီစီဝေးအကြောင်းပြောကြမိဖြစ်ဗိုလ်ချုပ်ကြီးကထိုပုဂ္ဂိုလ်ကို ဖိတ်ခေါ်တာတူပါတယ်ကျွန်တော်တို့စကားဝိုင်းမှာ ဗိုလ်ချုပ်နေဝင်းနဲ့မစ္စတာအိုဂျီဘယ်တို့စကားအများဆုံးပြောကဆွေးနွေးဖြစ်ကြပါတယ်။ထို့သောဖြင့်စိန်နှင့်ပတ်သက်သောစီးပွားရေးအကြောင်းပြောရင်မှစကားလမ်းကြောင်းပြောကဗုဒ္ဓတရားဓမ္မနဲ့ပတ်သက်သောစကားတို့စကားဝိုင်းရောက်သွားပါတယ်။ဒီကိစ္စမှာကျွန်တော်ကလည်းသိနာလေသေးတော့မဟုတ်ပါ။သို့သောဗိုလ်နေဝင်းပြောနေတဲ့ဗုဒ္ဓဘာသာမှာ၅ပါးသီလထက်တော့မဟုတ်ပါဘူး။အလွန်ဆုံးပြောနိုင်ရင်အိဋ္ဌဒုက္ခအနတ္တလောကအကြံပြင်းရှိပါတယ်။ ဘဘုတ်ကိုမစ္စတာအိုဇာဘဲကဒီထက်အစင်မြင့်တဲ့ရုပ်နဲ့နာမ်နဲ့သဘောတရားလက္ခဏာကိုသောလကောင် mind and matter ဟုဆိုသောအစင်မြင့်စကားလုံးများသုံးလာသောအခါဘူနေဝင်းကလိုက်ပါဆွေးနွေးနိုင်ခြင်းမရှိတာကိုတွေ့ရပါတယ်။ထို့သောဘုဇုံနေဝင်းကဧည့်သည်ပြောသည့်ဗုဒ္ဓဝါဒသဘောတရားကို လိုက်မမီနိုင် ဖြစ်ကမဇက်အဟောင်းသားဖြစ်နေကြ။တစ်ဖက်စကားဝိုင်းဝိုင်းကဘုဇုံကြီးကတော့ဒေါခင်မေတန်းကလှမ်းပြီးဝင်ရောက်ဆွေးနွေးပါတော့တယ်။ ေါ်ခင်မီတန်းကတော့ပါတယ်။သူယောက်ျားဒီဘက်စကားဝိုင်းမှာနှုတ်ဆက်ပြီးဘာမှပြန်မပြောနိုင်ဖြစ်နေတာကိုလှမ်းကူရင်ပြောပြနေတယ်ဖြစ်ပါတယ်။အဲဒါတော့အိုဂျိုင်ပဲပြောဒီကိုဒေါ်ခင်မီတန်းက response လုပ်ပြီးရှင်းပြပေးနေပါတယ်။ထို့သောဒေါ်ခင်မီတန်းကတခွန်းခွန်းဝင်ပြောပြတာကိုဗိုလ်ချုပ်နေဝင်ဟာဓမ္မတကြီးနှစ်ကြိမ်တော့တီးခံနေပါသေးတယ်။သို့သောကြာလာတဲ့အခါဗိုလ်ချုပ်နေဝင်ကသိမခံနိုင်ပုံဖြစ်လာပါ ချက်ချင်းပဲဒေါသတကြီးနဲ့ဟဲ့နင်ပါရီဝင်ပြောနေတာလဲဟုအော်ငေါ့ဆဲဆိုချိန်မောင်းပြီးဒေါ်ခင်မီတန်းကိုတားဆီးခဲ့ပါတယ်။ဘကြုံနေဝင်းဟာဒီလိုပါပဲဒေါသထွက်လာရင်ထိန်သိမ်းခြင်းမရှိပဲချက်ချင်းအော်ငေါ့တက်တဲ့သဘောရှိပါတယ်။နားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ဖော်ပြသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။